ထောင်ဆန်းစစ်ကြီးလွမြောက်ရေးအတွက်တားဖြစ်သူကိုထိန်လင်းကအီတလီလွတ်တော်သို့သွားရောက်တွေ့ဆုံမြမမျိုးသားဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်လွမြောက်ရေးအတွက်တာဖြစ်သူကိုထိန်လင်းခေါ်ခင်အရစ်ကအီတလီလွတ်တော်ကိုသွားရောက်အရေးဆိုခဲ့ကြောင်းသူရဲ့လူမှုကွန်ရက်ဆက်မျက်နှာမှာသတင်းဖော်ပြထားခဲ့ပါတယ်။အော်တိုဝါလာ၂ရက်နေတွင်အီတလီလွတ်တော်သို့သွားရောက်ခဲ့ပြီးအီတလီမျိုးသားလွတ်တော်ဥက္ကဋ္ဌရဲ့ဖိတ်ခေါ်မိတ်ဆက်ပေးခဲ့ကြောင်းဒေါက်ဆန်းစုကြည်လွမြောက်ရေးနေမြမဒီမိုကရေစီရေးကိုပြောဆိုသွားခဲ့ကြောင်းသိရပါတယ်။ ကျွန်တော်ကိုတော့ဆန်းစုကြည်ရဲ့တာဖြစ်လို့မိတ်ဆက်လိုက်တဲ့အခါမှာလွတ်တော်တက်ရောက်နေတဲ့လဝဲလက်ရနိုင်ငံရေးအဖွဲ့နှစ်ဖက်စလုံးမတက်ထားရပြီးလက်ခုပ်ဩဝါဒပေးကြပါတယ်အဲ့ဒီအချိန်လေးဟာနိုင်ငံရေးအမြင်ကွဲပြားမှုတွေကြုံလွန်ပြီးနှစ်ဖက်အတူတကွာအကုန်ပြုလိုက်တဲ့အထိပ္ပယ်ရှိတဲ့အခိုက်အတန့်လေးပဲဖြစ်ပါတယ်။မင်းမင်းလွတ်မြောက်ရေးနဲ့မြန်မာနိုင်ငံသားတွေရဲ့ဒီမိုကရေစီရေးဟာနိုင်ငံရေးထက်ကြုံလွန်နေတယ်ဆိုတာကိုပြသလိုက်ခြင်းဖြစ်တယ်လို့ကိုထိန်လင်းကပြောဆိုခဲ့ပါတယ်။ထို့ပြင်မှာတော့အီတလီနိုင်ငံရဲ့ထို့ပြင်မှာတော့အီတလီလွတ်တော်ကြီး နိုင်ငံရေးအထူးကော်မတီဥက္ကဋ္ဌလွတ်တော်မှများနေလဲတွေ့ဆုံခဲ့ပြီးမြန်မာပြည်သူတွေကိုလွတ်လပ်ရေးနေတရားမျှတမှုရရှိရေးအတွက်ပတ်မှုကူညီပေးသောမှုအတွက်ပြောဆိုခဲ့ပါတယ်။ဒေါက်ဆန်းစုကြည်သားဖြစ်သူ Kim Eris ကတော့အမေဖြစ်သူလူမျိုးရေးအတွက်နိုင်ငံတကာတွင်သွားရောက်အရေးဆိုလှရှားလျက်ရှိပြီးမချသည်မြင်ကမှတရုတ်သမ္မတရှီကျင်းပင်ထံသို့ဒေါက်ဆန်းစုကြည်လူမျိုးရေးအတွက်အကြံဖတ်ဆက်တက်ကိုဖိအားပေးရန်အတွက်တောင်းဆိုခဲ့ပါတယ်။ထောင်ဆန်းစုတီကြီး အကျဉ်းထောင်တွင်နှလုံးရောဂါဆိုဝါနေပြီးအထူးကိုဆရာဝန်နဲ့ပြသရန်တောင်းဆိုခဲ့သောလေစစ်တပ်ကနေခွင့်မပြုကြောင်းတာဖြစ်သူကိုထိန်နေကထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ခက်ခဲလာစေမည်ဖြစ်ကြောင်းဂျပန်ဆိုရကယနေ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။စက်တင်ဘာလ၁ရက်နေ့မြန်မာနိုင်ငံ၏အခြေအနေများနှင့်ပတ်သက်၍ဂျပန်ဆိုရနိုင်ငံချင်းဝင်ကြီးဌာနကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်မှာတော့ရင်းကဲသို့တည်ရွေးကောက်ပွဲကိုလက်မခံကြောင်းတည်ရင်ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင်အာနာသိမိနောက်ပိုင်းမှာလင်းနစ်ခွဲကြသည့်တိုင်မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပေါ်နေသည့်အခြေအနေများကိုလေးလံနံဆိုရင်ပြီးရှုတ်ချကြောင်းဒေါက်ဆာစုကြည်ပါဝင်လူများပြားကိုလည်းစစ်တပ်ကနေဆက်လက်ဖမ်းဆီးနေဆဲဖြစ်ပြီးအခြေအနေများမှာတိုးတက်မှုအရေးအယောင်မပြဘဲလေကြောင်းတိုက်ခိုက်မှုနှင့်အခြားသောအကြမ်းဖက်မှုများကိုဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းဂျပန်ဆိုရကပြောဆိုခဲ့ပါသည်။ထို့သောအခြေအနေမျိုးတွင်မြန်မာစစ်ဆိုရများကအရေးပေါ်အခြေအနေများရုပ်သိမ်းပြီးလာမယ့်ဒီဇင်ဘာလနှင့်ဇန်နဝါရီလတွင်အထွေထွေရေကောက်ပွဲများ ကျမမျိုးကိုကြီးညာခဲ့ကြောင်းဖန်ဆီခံရသူများကိုပြန်လည်လွတ်ပေးခြင်းမရှိခြင်းအလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုများမရှိခြင်းပါဝင်နိုင်ငံရေးတိုးတက်မှုမရှိဘဲတွေ့တွေ့ရေကပ်ပွဲများကျင်းပမည်ဟုဆိုပါကမြမပြည်သူများ၏ပုံမှန်ပြင်းထန်သောတုပြံမှုများကိုဖြစ်ပေါ်စေနေပြီးငြိမ်းချမ်းသောဖြစ်ရှင်းချက်များကိုလည်းပုံမှန်ကက်ကဲလာစေကြောင်းဂျပန်ဆိုရကပြောဆိုခဲ့ပါသည် ဂျပန်ဆိုရာဤအချက်၃ချက်တောင်းဆိုလိုက်ပြီးအကြံဖတ်မှုများကိုချက်ချင်းရတန်ရန်အတွက်ဒေါက်ဆန်စုကြည်ပါဝင်ဖန်ဆီးခံရသူများကိုလုပင်းရန်နေမြန်မာဒီမိုကရေစီများကိုအမြန်ဆုံးပြန်လည်တူထောင်ရန်အတွက်ဂျပန်နိုင်ငံကတိုက်တွန်းထားခဲ့ပါတယ်။ဆက်လက်ကအရေးပေါ်အခြေအနေရုပ်သိမ်းပြီးပါကစစ်တပ်နေပြည်ရိုးရိုးတသားဆောင်ရွက်မည်ဟုဂျပန်ကမျှော်လင့်ထားကြောင်းတစ်ချိန်တည်းမှာပဲဂျပန်နိုင်ငံနေပြည်မြန်မာနိုင်ငံတဝန်းလုံးအပြစ်ခတ်ရစဲရင်းနေလက်တွေကြကြယုံကြည်ထားသောအကောင့်တွေပေါ်မှုများကိုအောင်မြင်ရန်အတွက်မျှော်လင့်ကြောင်းမြန်မာရေးအတွက်သက်ဆိုင်သူအလုံးကား ငြိမ်ချမ်းသောဆုံးဖြတ်ချက်များစီသို့စည်ရင်းမှများပြေဂျိုးပန်းဆောင်ရွက်သွားမည်ဟုဂျပန်ကလည်းအခိုင်အမာပြောဆိုထားကြောင်းထုတ်ပြန်ခဲ့ပါသည်ဂျပန်နိုင်ငံ၏